ပေါ်တူဂီအတွက်အနိုင်ရတာတက်ဖို့ကောင်းတာဘာမှမရှိဘူးလို့ဆိုလိုက်တဲ့ရော်နယ်ဒိုဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ပေါ်တူဂီဘောလုံးလောကရဲ့ကံနဝင်ကစားသမားကြီးခရစ်စတီယာနိုရော်နယ်ဒိုကစပိန်ကိုပယ်နတီအဆုံးဖြတ်တဲ့အနိုင်ရပြီး Nation League Block ကိုဆုကူးနိုင်ခဲ့ပြီးတဲ့နောက်မှာမျက်ရည်တွေနဲ့တူသူ့ရဲ့ခန်းစားချက်တွေကိုဖွင့်ဟပြောကြားသွားခဲ့ပါရစေ။ ပွဲကျင်အတွင်းတူတူနဲ့တည်ကြနေခဲ့တဲ့ဘောလုံးပွဲမှာရိုနယ်ဒိုကပွဲကျင်ဒုတိယပိုင်းမှာသူ့ရဲ့နိုင်ငံတကာအသွင်းကို138ဂိုးမြောက်ကိုသွင်းယူပေးခဲ့ပြီးပွဲဥပနတီဆုံးဖြတ်စီဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။အသက်40အရွယ်တိုက်စစ်မှုဟာလူစားလဲခံရပြီးနောက်ကွင်းပေးကနေပြီးတော့စိတ်လုံရှားစွာစောင့်ကြည့်နေခဲ့ရပြီးပေါ်တူဂီတင်ကပနတီ၅လုံးစလုံးကိုအောင်မြင်စွာနဲ့ကန်သွင်းကချန်ပီယံစုကိုသိမ်းမနိုင်ခဲ့တာဖြစ်ပါတယ်။ဒီအောင်မြင်မှုဟာချန်ပီယံလိဗလာ၅ချိန်ရှင်ရော်နယ်ဒိုအတွက် နိုင်ငံတကာပြိုင်ပွဲတွေမှာတတိယမြောက်စုဖလားဖြစ်လာခဲ့ပြီး2016ယူရိုဖလားနဲ့2019 Nation League ဖလားတို့ရဲ့နောက်မှာထပ်မံပြီးတော့ရရှိခဲ့တဲ့အောင်မြင်မှုတစ်ခုလည်းဖြစ်ပါတယ်။ဖလားတော်မှပြောစရာကောင်းလိုက်တဲ့လို့ Ronaldo က Sport TV ကိုပြောကြားခဲ့ပါတယ်။ပထမဆုံးအနေနဲ့ဒီလိုမျိုးအဆင့်တန်းရှိတဲ့စုဖလားတစ်လုံးနဲ့ထိုက်တန်တဲ့ဒီကစားသမားမျိုးဆက်အတွက်ပြီးတော့ကျွန်တော်တို့ရဲ့မိသားစုတွေအတွက်အရန်ပျော်ပါရယ်ကျွန်တော်ကလေးတွေကျွန်တော်ရဲ့ဇနီးကျွန်တော်ကိုယ်နဲ့တငယ်ချင်းတွေအားလုံးကဒီလိုရောက်နေကြတယ် ပေါ်တူဂီတို့အနိုင်ရတာကအမြင်နဲ့ထူကြပါရယ်ကလတ်တင်းနေတဲ့သူစူပလာတွေအများကြီးရပူပေးမယ်ပေါ်တူဂီတို့အနိုင်ရတာထက်ပိုကောင်းတာဘာမှမရှိပါဘူးဒါမျက်ရည်တွေပဲဒါကတာဝန်ကျေပိုခြင်းနဲ့ကြီးမားတဲ့ပျော်ရွှင်မှုပါခမရပေါ်တူဂီကြောင်းပြောပြီဆိုရင်အမြဲတမ်းထူးခြားတဲ့ခန်းစားချက်တစ်ခုရှိနေတယ်။ဒီမျိုးဆက်ရဲ့အသင်းကောင်းဆောင်ဖြစ်ရတာကခုံယူစရာပါ။အမျိုးသားအသင်းတစ်သင်းမှာစူပလာရယူနိုင်ခြင်းကအမြဲတမ်းအထောက်အထိပ်ပါပဲ။ဒါအသိပြီးတော့လှပါပါရတယ်။ဒါကကျွန်တော်တို့နိုင်ငံအတွက်ပါ ကျွန်တော်တို့ကလူရည်နေတဲ့နိုင်ငံလေးတစ်ခုဖြစ်ပေမဲ့ကြီးမားတဲ့ရှိမှန်းချက်တွေရှိပါတယ်။အနာဂတ်ဆိုတာရှည်တိုးပါ။အခုကကောင်းကောင်းအနားယူရမယ့်ချိန်မှာကျွန်တော်မှတန်ရာရှိခဲ့ပြီးတော့ဒါအစွမ်းကုန်ပါပဲ။ကျွန်တော်အစွမ်းကုန်တွန်းအားပေးခဲ့တယ်။ဘာလို့လဲဆိုတော့အမျိုးသားအသင်းအတွက်ဆိုရင်ခမည်းတော်တွန်းအားပေးရမှာပဲလို့ပြောဆိုသွားခဲ့ပါတယ်။